ကျွန်တော်ကအများဆုံးရေးတာကဗျာပါဗျာလက်ရှိချိန်ဒီတိကဗျာကကျွန်တော်မဂ္ဂဇင်းတွေပါတယ် channel အဲ့လိုပေါ့အားလုံးမှာဖော်ပြပြီးသားကဗျာက160ကျော်လောက်ရှိမှာပေါ့ဗျာကျွန်တော်ဒီပြပြမမှာကျွန်တော်စာအုပ်ထုတ်တာတို့ရေးထားတာကဗျာ400လောက်ရှိပါတယ်ဗျာကျွန်တော်ကကဗျာနဲ့လူမှုဘဝတွေလူမှုရဲ့တောကဒုက္ခအကုန်ကုန်ပေါ့နော်ပြောကြပဲကဗျာနဲ့တင်ပြရတာကိုကျွန်တော်ရှင်ထဲမှာပို့ပြီးတော့သဘောကျတာပေါ့နော်ကဗျာဆိုတော့နာလို့អော်တဲ့အတန်ပါတဲ့ ကြပြားဆရာတွေကြပြားရေးတာဆိုတော့နာလို့អော်တဲ့အတန်ပေါ့ကျွန်တော်ဒါလေးကိုသိတဲ့ဘောကြတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကြပြားတွေကတော့နာလို့អော်တဲ့အတန်ပါပဲဟုတ်ကဲ့ကျွန်တော်ကလှမောအောင်ညာမြေပါဗျခလောင်နာမည်လှမောအောင်ညာမြေငွေရောက်ခဲ့တဲ့စာပေလောကကိုစရောက်တာ1993ခုနှစ်ပေါ့ဒါမဂ္ဂဇင်းမှာစပြီးတော့ဟောပေါ့လေဟိုပုံနှိပ်ပေါ်ပြခါရတာကိုပြောတာပေါ့ဝင်နာပြောမယ်ဆိုရင်တော့ကြာပြီပေါ့အဲ့ကာလမတိုင်ခင်ကလေးရပေါ့ဒါပေမဲ့တကယ်ကိုပုံနှိပ်ပေါ်ပြခါရတာ1993ခုနှစ်မှာပါဗျ ဇာပတ်ကတော့ကျွန်တော်ခြတိတ်ကလေးတွေရပြရွာမှာနေကြရပါဘောနော်ကျွန်တော်ရွာစာအုပ်စာပေရှားတယ်ဗျရှားတဲ့ခါကျတော့ကျွန်တော်အဲ့ရွာမှာပဲရှားတဲ့ထဲရပဲစာအုပ်ရှိတဲ့ဆိုတဲ့အိမ်တွေသွားသွားပြီးတော့ကျွန်တော်တို့အိမ်မှာဘာအလုပ်ကူရှိလဲဗောနော်အလုပ်ပေးအလုပ်ကူလုပ်ပြီးတော့စာအုပ်ငါးငါးဖတ်တယ်ကျွန်တော်ငယ်ငယ်လေးကရွာမှာလူတိုင်းတော်တော်များများပြောကြတာဗောခုမှပြောတာပါဒါတော့တော်တော်ထူးခြားတယ်ဗော ျွန်တော်ကသူများလို့လေးကွာမဖြစ်တတ်ဘူးရွာအလုပ်တွေတိတ်မကျွမ်းကျင်ဒါပေမဲ့စာတော့အဲ့လိုငယ်ငယ်လေးကကျွန်တော်စာရမ်းဖတ်တယ်အဲ့ဒါလေးတော့ထူကြပါလားဟာအများကြီးရှိပါတယ်ဗျဓမ္မပြီးမှဟိုတယောက်ချင်းနေပြောနေတော့စုံတော်မစုံနိုင်အောင်ပါပဲဒါပေမဲ့တကယ်ကိုကျွန်တော်ဘဝအတွက်ပေါ့နော်ကျွန်တော်ဒီခုလက်ရှိအခြေအနေထိရောက်အောင်စာပေဝင်ကျင်မှာပဲဖြစ်ဖြစ်ကျွန်တော်ပြင်မလူနေမှုဘဝမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အင်ပလန်လေးစားအကြပြီးတော့ကျွန်တော်အရန်ကိုတိုက်နေတတ်တယ်ပေါ့ဆရာကတော့ဟိုဆရာကြီးရွှေဦးတောင် ဆရာဒီဘက်ခင်မှာဆိုဆရာမြတ်တန်းတင်ဖို့သူတို့စာတွေကကျွန်တော်ဘွားအတွက်ဒါအများကြီးကိုအထောက်အကူဖြစ်ပါတယ်ဗျတခြားဆရာတွေလည်းအများကြီးပါပဲပြောရအများကြီးပါတော်တော်လေးကျွန်တော်ရဲ့ဘွားမှာမဖြစ်မနေဆိုရင်ပြောရမယ်ဆိုရင်ပြောတာပါဆရာရွှေဦးတော်ရဲ့စာတွေနဲ့ကျွန်တော်ကဘဝကိုအများကြီးဖြတ်သန်းတာပါနောက်ဒီဘက်ဘက်မှာဆရာမြတ်တန်းတင်အစာအုပ်တွေနဲ့အများကြီးဖြတ်သန်းတာအခုဆိုရင်တော့ဆရာလူလူစိန်ဝင်းတို့ဆရာနလာသိန်းဆန်တို့ဆရာအောင်သိန်းတို့စာတွေလည်းကျွန်တော်တို့ကအများကြီးအားတွေဖြစ်ခဲ့တာပါဟုတ်ကဲ့ပါကျွန်တော်ကကျွန်တော်တို့ရွာမှာက ကျွန်တော်တို့ရွာမှာကျွန်တော်ငယ်တုန်းကတန်းချောင်းလို့ခေါ်တာပေါ့အစိုးရတန်းချောင်းမရှိဘူးဗျကျွန်တော်တို့ကဖုံးချောင်းနော်ဖုံးချောင်းနေရတာအဲ့ဒါအစိုးရတန်းချောင်းတွေလာဖွင့်မယ်ဆိုတော့ဒီတွဲဘက်မူလတန်းချောင်းဖွင့်မယ်လို့ရည်ရွယ်ချက်တွေနဲ့မြို့ကစီမံချက်တွေလုပ်တော့ကျွန်တော်တို့ရွာကိုလာတဲ့ခါကျတော့ကျွန်တော်ကလူရွေးတဲ့ခါကျတော့နှစ်တန်းချောင်းသားကနေစနေရတာဗျကျွန်တော်ရဲ့ဖုံးကြီးစာတက်ထားတာတွေပေါ့သူတို့စမ်းစစ်တာပေါ့နော်အဖြစ်ကရေချင်းစမ်းစစ်တဲ့ခါကျကျွန်တော်နှစ်တန်းချောင်းသားစထားတာဗျ အဲ့ဒီမှာပဲကျွန်တော်ကပို့ပြီးအဲ့လောက်ကလေးရောက်ကျွန်တော်စတတော်ဖတ်တယ်ပြဖတ်တယ်ဆိုတော့ကျွန်တော်တို့ဟိုဥပမာပေါ့ကျွန်တော်ဘုံเจ้าဆိုတော့ဘုံเจ้ามาစောက်ကြီးထူထူကြီးတွေရှိတယ်စိနထာပကာတနီကျန်းတို့ပါတော့ပေါ့အဲ့လိုစာတွေကိုပဲကျွန်တော်ဘုံကြီးကစောက်ယူဖတ်မကြိုက်ဘူးတောရွာဆိုတော့လေစီကန်းရှိတာပေါ့နော်ကျွန်တော်ဘုံကြီးလည်းရမ်းကြောက်ရတယ်ဒါပေမဲ့ကျွန်တော်ဘုံကြီးလစ်တာနဲ့အဲ့စာအုပ်တွေကူကူဖတ်တာပေါ့လစ်ဆက်စုတာအရန်မပတ်သက်တဲ့ရင်တောင်မှအဲ့စာအုပ်တွေကကျွန်တော်ကြိုက်တဲ့ဟို ဒီစနေကပုံမြင်လေးတွေပါလေးတွေဇာတကအဲ့လိုလေးတွေ့ပြီဆိုရင်ကျွန်တော်အဲ့ဒါလေးခုခုဖတ်ဖတ်ပြီးတော့ဖုံးဖုံးဘုံညဘက်နင်းတဲ့ခါကျပြန်ပြန်လျှောက်တာအဲ့ဘဖုံးဘုံကမင်းဒါဘယ်လိုသိတာလဲဘာလို့မပြောစာအုပ်ခုဖတ်တယ်လို့မပြောပါအဖေကပြောတယ်အမေကပြောတယ်အဲ့လိုအလုတ်ထီကိုကျွန်တော်စာတကယ်ဖတ်တာပါနှစ်တန်းလောက်ကလေးရပေါ့အတန်းနဲ့ပြောမယ်ဆိုနှစ်တန်းလောက်ပေါ့အသက်အရွယ်ပြောမယ်ဆိုရင်ကျွန်တော်အဲ့တော့ဘယ်လောက်ရှိမှာခုနှစ်နှစ်လောက်ပဲရှိမှာ6နှစ်9နှစ်ပဲရှိအောင်မယ်ပဲအဲ့လောက်ပါပဲစာဖတ်ဖို့တော့ ပန်ပိုးတယ်ပန်ပိုးတယ်ဆိုတာကိုကျွန်တော်ယူရတယ်ကခုနပြောတဲ့အတိုင်းပေါ့ဘာမှသိမရှိတော့လေဖင်းနဲ့မြေကကြတော့စာဖတ်ဖို့သူတို့ကိုနိုင်ကလည်းဝါသနာပါပုံရတယ်ကျွန်တော်ငယ်ငယ်လေးအဲ့လိုစာဖတ်တမန်းသိတော့ပေါ့နော်တိန်သူတို့သွားလေတဲ့အိမ်မေးဖြစ်ဖြစ်သူတို့ဒီကျွမ်းတဲ့အိမ်တို့ရောက်တဲ့အခါပဲစာအုပ်စာပေတွေ့ရင်ဘာစာအုပ်ဖြစ်ဖြစ်ပေါ့ခဏလောက်ငားလို့ရမလားဒါမှမဟုတ်ကလေးတို့ဒီလွတ်လိုက်ပြီးတော့လာဖတ်ခိုင်းလို့ရမလား ကျွန်တော်သားလေးကစာအရန်ဖတ်လို့ပေါ့နော်။နည်းနည်းအဲ့လိုကူညီပေးလို့ရလားဆိုအဲ့လိုမျိုးပံ့ပိုးပေးတာပဲရှိပါတယ်။ကျွန်တော်ကတော့မိဘကိုကျွန်တော်တို့ရွာတွေမှာကျွန်တော်ကဆင်းရဲနှမ်းပါတယ်မိဘတွေဆိုတော့လေ။တခြားတိကျအနေနဲ့တော့မရှိပါဘူး။ကျွန်တော်ကကျွန်တော်ကအဲ့လိုရွာနေပြီးတော့အဲ့လိုတွေပေါ့။အတွဲဘက်မူလတဲ့အကြောင်းကနေရွာမှာသူများရွာမှာသွားဖြစ်ပြီးလေးတန်းအောင်တော့ကျွန်တော်တို့ရွာမှာကျွန်တော်တို့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အခြေအနေတုန်းကကျောင်းဆက်တက်တာမရှိဘူးဗျ။နောက်လေးတန်းအောင်လာလည်းတိတ်မရှိဘူး။ကျွန်တော်ပြောမယ်ဆိုရင်ကကျွန်တော်အူးဆုံးပေါ့နော်။ ော့၄ရန်၉ရောက်အောင်လာနောက်၅ရန်ဆက်တက်ဖို့တော့ကကျွန်တော်ပဲတက်တယ်ပေါ့ကျွန်တက်တယ်ဆိုမှဟိုတခြားပြည်စုံတဲ့နေရာမှာသွားတက်ရတာမဟုတ်ဘူးတခြားရွာတရွာရဲ့ဖုံချောင်းမှာหนีပြီးတော့ဖုံချောင်းကနေပြီးတော့တစင်တဲရတာပေါ့နော်အဲ့ဒီမှာကျွန်တော်ကပို့ပြီးစဖတ်ဖို့အတွက်ပို့ပြီးတော့အစင်ပြေလာတာပေါ့အဲ့ဒီ၅ရန်နှစ်လောက်ကအစအစင်ပြေတာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ပင်မတကယ်ခုလက်ရှိအခြေအနေဒီပေါ့ကျွန်တော်ရဲ့အားအတန်ဆုံးဘာသာရပ်ကကျွန်တော်ကဗျာရေးတာပါဗျာ ဒါပေမဲ့ကျွန်တော်ပထမဆုံးပုံလေးစာမူကကြတော့ကျွန်တော်ပထမဆုံးပုံလေးစာမူကဝိထုတို့နဲ့ပုံလေးခံရတာပေါ့နော်ပထမဆုံးပုံလေးစာမူဒါပေမဲ့ကျွန်တော်အများအားအဲ့ဝိထုတို့ပဲကြော်ကြော်ပြီးတော့ကြပြာဟိုသာဦးစားပေးတဲ့လူဆိုတော့ကြပြာဟိုပထမဆုံးပုံလေးဖော်ပြရတယ်လို့ပဲကျွန်တော်စာအုပ်တွေဘာတွေမှာလဲကျွန်တော်အဲ့လိုပဲမိတ်ဆက်လေးရှိတယ်ပေါ့အမှန်တကယ်ပုံလေးဖော်ပြခံရတာဝိထုတို့ပါဗျပထမဆုံးပုံလေးဖော်ပြခံရတာဝိထုတို့ဟုတ်ကဲ့ပါကျွန်တော်ကအများဆုံးရေးတာကြပြာပါဗျလက်ရှိချိန်ဒီတိကြပြာက ကျွန်တော်မဂ္ဂဇင်းတွေပါတွေ channel အဲ့လိုပေါ့အားလုံးမှာဖော်ပြပြီးသားကဗျာက160ကျော်လောက်ရှိမှာပေါ့ဗျာကျွန်တော်ဒီပြပြပမှာကျွန်တော်စာအုပ်ထုတ်တာတို့ရေးထားတာကဗျာ400လောက်ရှိပါတယ်ဗျာလက်ရှိရေးထားပြီးသားကဗျာအပုပ်ကြီး400လောက်ရှိပါတယ်ကျွန်တော်ကကြတော့ငိုရေဟိုကဗျာကိုပို့ပြီးနှစ်သက်တာပေါ့ကျွန်တော်ကကလေးကလေးကဒါကျွန်တော်ဆရာတော်ဘုံကြီးပြောပူတာပေါ့နော်ဘုံကြီးကနေပြီးတော့ကျွန်တော်ဟိုတခုခုပေါ့ပြောလို့ရှိရင်ကျွန်တော်ကအဲ့လိုစာလေးဆက်ဆက်ပြီးတော့ ုံပုံပြန်ပြန်လျှောက်တယ်ပေါ့သဘောမောအဲ့ဒါကိုသဘောကြတာအခုကျွန်တော်ကြီးလာမှသူကပြန်ပြောတာပါဒီကောင်ငယ်ငယ်လေးကဒီလိုစားလေးရှိတယ်လို့ပါတော့ပေါ့နော်ကျွန်တော်ကကြဗာနဲ့လူမှုဘဝတွေလူမှုရဲ့တောကဒုက္ခအကုန်ကုန်ပေါ့နော်ပြောကြပဲကြဗာနဲ့တင်ပြရတာကိုကျွန်တော်ရှင်ထဲမှာပို့ပြီးတော့သဘောကြတာပေါ့နော်ကြဗာနဲ့ပို့ပြီးတော့ကျွန်တော်ကပြောကျင်တာပေါ့နောက်ကြဗာမာကလျှို့ဝှက်ချက်တွေအများကြီးသုံးလို့ရတယ်ကြဗာမာကဟိုလူတိုင်း ချက်ချင်းပေါ့နားလဲခြင်းမှာနားလဲပါပြီမရှိကြဗျာထဲမှာကျွန်တော်ပြောချင်တဲ့အရာတချို့ကိစ္စတွေကတိုက်ရိုက်ပြောလို့မရတဲ့ဟာတွေဆိုကြဗျာနဲ့ပြောတဲ့ခါမျိုးမှာပို့ပြီးတော့ပြောရတာအဆင်ပြေတာပေါ့ပို့လှတာပေါ့အဲ့လိုမျိုးကြောင့်ဝိတုကြတော့ direction ချပြမှာပေါ့နော်သူကတစ်ဖက်လူကလည်းဖတ်တယ်လို့ direction တိသွားမှာပေါ့တချို့ကိစ္စတွေကဒီလိုပဲကျွန်တော်တို့ကွယ်ကွက်ထားရတာတွေဗာလေးတွေရှိတဲ့ခါကျတော့ကျွန်တော်ကကြဗျာနဲ့ပြောရတာနောက်ကြဗျာကိုပင်ကိုဗီဇစိတ်ကောက်ကိုကြဗျာကိုကျွန်တော်တော်တော်အားတန်နေလို့ပေါ့ဟုတ်ကဲ့လူသီးများတယ်ဆိုတာတော့ကျွန်တော်ကအရင်လူသီးများထင်ပေါ်ကျော်ကြားတဲ့လူတော်မဟုတ်ပါဘူးသို့တော်လည်း ကဗျာကတော့ကျွန်တော်ကဗျာတွေအခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်ကမြန်ညင်းလေးပြေးဆိုတဲ့ကဗျာတွေပေါ့နော်စီးရီးနဲ့ရေးတာခေါင်းစဉ်ကမြန်ညင်းလေးပြေးမြန်ညင်းလေးပြေးတင်းနှစ်သုံးလေအခုလက်ပကြခင်မှာလဲကျွန်တော်အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့အဲဆောက်ကထွက်တော်မှာပေါ့နော်မြန်ညင်းလေးပြေးကျွန်တော်လည်းမြန်ညင်းလေးပြေးဆိုပြီးတော့ပို့ပြီးတော့လူသိလာတာတော့ပို့ပြီးတော့ကျွန်တော်ပိတ်သက်တွေကြိုက်တာအဲမြန်ညင်းလေးပြေးစီးရီးကိုကြိုက်တာဥမာပေါ့ကျွန်တော်ဒီနေ့တစ်တင်တယ်မြန်ပြေးနှစ်ဥမာနောက်တည့်နှစ်တင်တယ်ပေါ့နော်ဟိုမတင်ကြားထဲမှာပြက်သွားရင်တောင်းဆိုကြတယ် ဟာမြန်ချင်းလေးဆရာမြန်ချင်းလေးတွေမဆက်နောက်တပ်တပုတ်မလာသေးဘူးလားအဲ့လိုလေးပေါ့မြန်ချင်းလေးတွေကိုပိုကြိုက်တယ်လို့ဒါပေမဲ့မြန်ချင်းလေးတွေကမဂ္ဂဇင်းတွေဂျာနယ်တွေဒီကမှဘာမှမရှိတော့တော့လေအဲ့ဒီပါတွေမှာတော့တပုတ်မှမှအဲ့လိုမဖော်ပြခံရဘူးဒီကျွန်တော်ဒီ Facebook ပေါ်မှာပေါ့နော်မြန်ချင်းလေးတွေရတယ်ဂျာမဂ္ဂဇင်းတွေမှာဖော်ပြခဲ့ကြပြရတယ်တော့ကျွန်တော်အကြိုက်ဆုံးတော့အခါခါပြန်ဖော်ပြခံရတော့ကျွန်တော်မိဘနဲ့ကျွန်တော်နဲ့ခွဲခွာတာကိုကျွန်တော်ပြန်ပြီးတော့ဟိုရေးထားတဲ့အဆန်နှိဆိုတဲ့ကြပြလေးကိုတော့ဒါအချိန်ချင်းခါခါသူတို့ဟိုတော်တော်များများသောစပတ်ပိတ်တည်းကတောင်းဆိုတာဟော အချိန်ချင်းခါခါပေါ်ပြတာခံရတယ်ပေါ့နော်သူတို့ပြင်ပြမိရှယ်ယာရင်းလုပ်ကြတာလေပေါ့အစံလေးဆိုတော့ကြပြရပါမယ်အဲ့ဒါတော့ဘာလို့လိုရလဲဆိုတာတဲ့ပေါ့လေခံစားမှုပဲပေါ့နော်ခန်းသားမှုကတော့အများကြီးလိုအပ်ပါတယ်အများကြီးလိုအပ်တယ်ဆိုတာလေကျွန်တော်တို့ကြတော့ကဗျာကျွန်တော်နားလေတဲ့ကဗျာရေးတဲ့လူတော်တော်များများတော့ဗျာဝေဒနာခန်းစားရတဲ့ဝေဒနာပေါ့ဝေဒနာတော့မဟုတ်ပျော်တဲ့ဝေဒနာမဟုတ်ဘူးဒီဝမ်းနေရတာတွေခြေခွေရတာတွေမချစ်တင်ခဲ့ဖြစ်ရတယ်အဲ့လိုဝေဒနာရှိတဲ့လူက ကြပြာရေးကြတာများတယ်ဗောနော်ကြပြာမှာအဲ့ဒါနဲ့ပေါ်ပြရတာဟိုမှာကျွန်တော်တို့ပြင်ပမှာပြောလို့မရတဲ့စကားတွေကျွန်တော်တို့ခံစားရတာတွေရင်ဖွင့်လို့မရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကကြပြာနဲ့ရေးလိုက်တာဗောအဲ့ဒီမှာကျွန်တော်တို့ရင်ထဲမှာလည်းနေသာတော့တာဗောနော်ကျွန်တော်တို့အတော့ကြပြာကတော့ကျွန်တော်တို့လေးစားအကြရတဲ့ဆရာတယောက်ပြောမှုတဲ့စကားငှားသုံးရအောင်ဗောနော်ကြပြာဆိုတော့နာလို့អော်တဲ့အတန်ပါတဲ့ကြပြာဆရာတွေကြပြာရေးတာဆိုတော့နာလို့អော်တဲ့အတန်ဗောကျွန်တော်ဒါလေးကိုသိတဲ့ဘောကြတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကြပြာတွေကတော့နာလို့អော်တဲ့အတန်ပါ ကျွန်တော်ကလုံခြင်းမရေးဘူးဆိုတော့ဝတ္ထုလိုလဲကျွန်တော်အများကြီးရေးခဲ့ပါတယ်သို့တော့ကျွန်တော်ကဘယ်လိုဖြစ်သွားလဲဆိုတော့ဗျကျွန်တော်ဘဝအခြေအနေတစ်ခုရပေါ့ဘဝအခြေအနေတစ်ခုရကာလတစ်ခုမှာ ကျွန်တော်ဝတ္ထုတွေကြပြတွေလိုပဲမဂ္ဂဇင်းတွေမှာဂျာနယ်တွေမှာရေးနေရင်းကနေကျွန်တော်ကဟိုဗီဒီယိုဇလန်းပေါ့ကျွန်တော်ကဗီဒီယိုဇလန်းတစ်ပုဒ်ကျွန်တော်ဝတ္ထုရောင်းရတယ်ပေါ့အဲ့ဒီရောင်းရတဲ့ဇလန်းအစလိုက်တဲ့ခါမှာဗီဒီယိုဇလန်းကြတော့ပတ်စံပို့ရကျွန်တော်ဝတ္ထုတစ်ပုဒ်မဂ္ဂဇင်းမှာပေါ်ပြရင် အဲ့ကျွန်တော်တို့ခစ်တုံက8000နဲ့1000ကြာပဲရတယ်။ကြပြာဆိုရင်8000ပဲရတယ်ပေါ့။အဲ့ဒီမှာဗီဒီယိုဇာတ်လမ်းကိုကျွန်တော်ရှေ့4000နဲ့ဝယ်တယ်ပေါ့။ဒီဝတ္ထုတို့တပုတ်စာလေးပဲ။ဇာတ်လမ်းအချင်းလို့ခေါ်တာပေါ့။အဲ့ဒီကနေကျွန်တော်အာယုံပြောင်းသွားပြီးတော့ကျွန်တော်ဘုရားယက်တီရေးပေါ့။အဲ့ဒီအချိန်တုန်းကကျွန်တော်ဘုရားခက်ခက်ခဲဖြတ်တန်းရတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်မဂဇင်းဟို sorry ဝတ္ထုလည်းတိတ်ပြီးတော့အားမစိုက်တော့ပဲနဲ့လုံချင်းကိုလည်းအားမစိုက်တော့နဲ့ဒီဗီဒီယိုဇာတ်လမ်းတွေကိုအားစိုက်တာပေါ့။အဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုဇာတ်လမ်းတရဝင်းကျွန်တော် commercial 38ပုတ်လောက်ရောင်းခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင် director လောက်ရိုက်တာမပါဘူးပေါ့နော်သူများအောင်ရောင်းစားခဲ့တာလေ38ပေါ့လောက်ကျွန်တော်ရောင်းခဲ့တာကျွန်တော်ကအမှုပညာကတော့ကျွန်တော်ကကျွန်တော်လုံနိုင်သူပြေပေါ့နော်ကျွန်တော်လို့ကျွန်တော်တို့ကဒီအမှုပညာအမိုးကအောက်မှာပဲနေတာကျွန်တော်ကဗျာရေးမယ်ဝတ္ထုရေးမယ်ခုဆို SC လေးတွေရေးမယ်ပေါ့နော်နောက်အဲ့လိုပေါ့ဇလံရုပ်ရှင်ခုတော့ရုပ်ရှင်ခေဖြစ်သွားတော့ရုပ်ရှင်ဇလံရေးတယ်ပေါ့နော်နောက်ဂီတနဲ့ပတ်သက်ဆိုတော့တချင်းလေးတွေပေါ့ကိုပိုင်းတန်တဲ့တချင်းလေးတွေကျွန်တော်တရားဝင်အဲ့ဒါလဲကွန်မန်ရှယ်33ပေါ့လောက်ရေးပြီးသားရှိတယ်ပေါ့ ဒီအနုပညာမိုးကောက်မှာပဲကျွန်တော်နေတာပါပြင်မမိသားစုစီပွားရေးကကျွန်တော်မိသားစုကတော့ကျန်တဲ့လူပါပဲလုပ်ပြီးတော့ကျွန်တော်နည်းနည်းပါးပါးဝင်ပြီးတော့လေဟိုပါပြည့်အောင်လုပ်ပဲရှိပါတယ်ဗျဟုတ်ကဲ့ပါဗျကျွန်တော်ကြပြအောင်အားပေးနေတဲ့ကျွန်တော်တော်တော်များများပေါ့မြန်ကြီးလေးပြီးကြိုက်တဲ့လူရှိပါတယ်ဗျအဲမြန်ကြီးလေးကျွန်တော်လည်းမြန်ကြီးလေးပြီးဆိုတဲ့ကြပြအစားအုပ်ကဒီလပိုင်းကျွန်တော်မွေးနေ့အမီအင်္ဂလိပ်မြန်မာနှစ်ပါးလာနဲ့ထွက်ဖို့အစဉ်နဲ့ဖြစ်နေပါပြီဗောနော် တခြားကဗျာတွေကဗျာတွေလည်းကျွန်တော်အခု live မှာတော်တော်များများအားပေးကြတယ်ကျွန်တော်ကဗျာကတော့တော်တော်များများတော့ live နေမှာအဲဒီမှာအားပေးကြပါတယ်အားပေးတဲ့တွေလည်းအားပေးတဲ့လူတွေလည်းကျေးဇူးတင်တယ်လို့ကျွန်တော်ကဗျာတွေကိုဖတ်ပြီးတော့အားယူပြီးတော့ချစ်တက်နေကြတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့စာပတ်ပိတ်သက်တွေကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်လို့ကျွန်တော်လည်းတကယ်ကိုကိုယ်စမ်းဉာဏ်စွမ်းရှိသူဖြစ်ပေါ့နော်ကျွန်တော်ကြိုးစားအားထုတ်နေမှာပါဗျာဟုတ်